ထန်တော့ရတရွာလုံးကဖွားတင်ကိုကြောက်ကြပါရယ်။ဘာကြောင့်လဲဆိုရင်တော့တောရွာတလေတိုင်းဖွားတင်ဟာဆုံးတက်တက်တယ်ဆိုပြီးတော့သတင်းတက်တက်ထွက်နေတာကြောင့်လည်းဖြစ်ပါရယ်။လာခဲ့ကောင်မနေမို့မကြောက်မလန့်နဲ့။ငါတို့ကဒုက္ခရောက်အောင်လုပ်နေရလား။နင်းသေးမယ်နော်။အောင်မလေးအမေရဲ့ဖြည်းဖြည်းဆွဲပါ။အပင်ပူပူလေးမှမကြီးရွက်တွေစိမ့်ဆူနေလို့ကျုပ်ကစားကျင်လို့ပါတောင်းပန်ပါရယ်အမေရဲ့။ဆုံးလုပ်လို့မသေးပဲနဲ့အမေကြောင့်သေးတော့မယ်။ငိုယိုနေတဲ့သမီးဖြစ်သူကိုဂယုမဆိုင်နိုင်ပါဘူး။ဖွားတင်မျက်မထွက်ခင်မှာပဲပြန်ပြေးနိုင်မှုအတွက်ခြေလမ်းကိုခက်တွတ်တွတ်လန့်နေမိပါရယ်။သမီးအသားနာကျင်အောင်လုပ်ရတာအမေတယောက်နေနဲ့တော့စိတ်မကောင်းပင်မဲ့လေ။နောက်တခါဖွားတင် ရဲ့ခြံတော့မသွားရင်အောင်အသားနာစေမိပါတယ်ဖွတ်တင်ဖွတ်တင်ဖွတ်တင်အတန်မြင်းနဲ့ခေါ်မနေနဲ့သခိုးမတွေတောင်းမှမှာလေဖွားရင်ကျုပ်မသိလို့ပါအခုငါရှိရထွက်သွားကြစမ်းနင်တို့ငါအမျက်မထွက်ခင်လာဖို့ကကံကောင်းတယ်မှန် ဦးရေကုံဆွဲထုတ်ပလိုက်မယ်ဘာမှတ်လဲဟုတ်ဟုတ်ကဲ့ပါရှင်လာလာသမီးသွားကြမယ် like နဲ့တာမီနီယောက်ဟာဖွားတင်ရဲ့ channel ကနေပြေးထွက်သွားခဲ့ကြပါတယ်ဖွားတင်ဆိုတာကတော့မသေးခင်ကလေးကတရေရုပ်ပေါက်နေရပါယောဂပေါင်းစုံအသက်ကြီးမှခံစားနေရကမျက်တွေးများလည်းမဲချိတ်နေပြီးတော့လူကပိန်ကက်နေပါတယ်ဒီကြားထဲမှာပဲ90လုံးလုံးအင်မတန်ကုန်းဝါခဲ့တဲ့ပါးစပ်ကရေလိုက်လို့ရှိရင်ကြောက်စရာကောင်းလာပါတယ်အသက်ကြီးပေမဲ့စူးရတောက်ပလာတဲ့မျက်လုံးတွေကိုပိုင်ဆိုင်သူဖွားတင်ဟာဆုံးတက်တက်တယ်ဆိုပြီးတော့စကားပြောတဲ့ဆက်ကလေးကနာမည်ကြီးခဲ့ပါတယ် ူရဲ့ပယောကကြောင့်တည်ဆုံးခဲ့သူများလည်းဒီရွာမှာရှိနေတာကြောင့်ရွာသူရွာသားတွေကလည်းကြောက်ရွံ့ကြပါတယ်။ဖွားတင်ကိုမကြောက်ရွံ့မဲနဲ့ကြိတ်ပြီးတော့လေးစားသူတယောက်လည်းရှိနေပါတယ်။ဟဲ့ကောင်မနှင်းရင်ကဒါပဲလား။ ထမင်းတော်မှသူများစီကချီးချဲရတာဟင်းလည်းဖြစ်တယ်လို့စီမံရတာပေါ့ယောက်ျားရဲ့တိတ်ဆန်ကွာငါမလိုချင်သွားဆန်းကွာဂလုံးဂလွမ်းဆိုတဲ့အတန်းနေနဲ့သူပကံနေရာလဲကွဲကုန်ခဲ့ပါတယ်အေးမင်းလဲကွဲစီရမယ်တိတ်ဆန်းကွာအမလေးတိတ်ပါကြီးမိမဖြစ်သူကိုရိုက်နှက်ပြီးတဲ့နောက်မှာတော့လေကားကိုတရုံနှုံနဲ့အတန်းမြောက်ယောက်ျားဖြစ်သူကဆင်းသွားခဲ့ပါတယ်တိုင်နဲ့စပင်မွေးကိုဆွဲပြီးတော့စောင့်ထားတာကြောင့်လဲသွေးတွေကနှစ်ဖူးကနေစီးကျနေပါတယ်ဆက်စုနေတဲ့သူတွေကိုလဲမတ်ပုတင်ကထမိန်တူတူဝတ်ပြီးတော့ဆဲဆူရန်တွေ့နေပါတယ်ဟဲ့အားရနေကြလားကောင်မဆုပ်တယ်ဟမ်သူများလင်များရန်ဖြစ်နေတယ် ော့လာပြီးဆက်စုမနေကြနဲ့။တွားတွားမကြုံမနာတာတဲ့အတုံးနှုံးနေနဲ့လဲဆဲဆူနေတာကြောင့်ခဏလောက်ကြာမှာပဲဆက်စုနေတဲ့သူတွေကတယောက်မှမရှိအောင်ပဲပြောက်ွယ်သွားခဲ့ကြပါတယ်။မပုတင်စိတ်တူကလည်းမပြောနဲ့လေ။သူများပြဿနာတက်လို့ရှိရင်မပုတင်ထိတ်ဆုံးအောင်ဆက်စုပါတယ်။ပြီးရင်တော့လိုက်ပြီးတော့အပုတ်ချမယ်။တချို့ရွာတွေကပြဿနာတွေတက်ကြရင်မပုတင်ရဲ့စနက်ကမကင်းပါဘူး။အတိုးထောင်လောက်ကရန်တိုက်ပေးတတ်ပါတယ်။မပုတင်နဲ့လဲတရွာလုံးဘသူကမှတုပြီးတော့ရံမဖြစ်ရဲကြပါဘူး။အလုံးအင်မတန်ရိုင်းဆိုင်တာကြောင့်သူ့နိုင်တာဆိုလို့သူ့ရဲ့ယောက်ျားတယောက်သာရှိပါတယ်။မပုတင်ကဖွားတင်ကိုကြိတ်ပြီးတော့လေးစားနေကဖွားတင်လိုမျိုးသူ့ကိုတရွာလုံးက ောက်စေခြင်းပါတယ်သူရဲ့ခင်မွန်းတော့ဖွားတင်ဆိုလို့ရှိရင်ကြောက်နေရတာကြောင့်ပါအမြဲဆုံးသူ့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ပါတော့တယ်ဖွားတင်ဖွားတင်ရှိလားရှင်ဘယ်သူလဲကွယ်ဝင်ခဲ့လေမပုတင်မှာဖွားဖွားတင်စားဖို့အတွက်ကြက်လာပို့တာပါပုတင်လက်ထဲကသွေးတွေပင်မချောက်သေးတဲ့ကြက်အသေးကိုကြည့်ပြီးတော့အိရတဲ့လဲနေတဲ့ဖွားတင်စရွေးတွေကိုအတက်မြီအောင်မြိုချလိုက်ပါတယ်ညီရဲ့ဘယ်ဆိုးလို့လဲကွယ်ကျုပ်နေမကောင်းတာကြက်လာပို့ပေးတယ်ကဲတခါတည်းချက်ပြုတ်ပေးခဲ့သွေးတွေစေးမနေနဲ့မကြက်တကြက်လေးမီးမွေးပြီးတော့ပြုတ်လိုက်ကြလားအမွေးတော့နှုတ်နော်ငါလဲဘိုက်စာနေပြီဟဲ့စိတ်ချပါအမြဲဆုံးစား ားဖို့ယူခဲ့ပါမယ်။မပုတရန်လည်းခက်တွတ်တွတ်ပဲကြက်သားကိုခိုင်းလိုက်တဲ့အတိုင်းစားသားဖို့ပြင်ဆင်ပေးလိုက်ပါတယ်။သွေးများနဲ့မကြက်တဲ့ကြက်သားအကောင်လိုက်ကိုဖွားတင်ရှိမှချပေးလိုက်ပါတယ်။အငမ်းမရနဲ့စားနေလေရဗစက်မှာပေသွားတဲ့ကြက်သွေးတွေကိုလည်းအငမ်းမရယက်နေပါတယ်။ကြက်တကောင်လုံးကိုအယိုးပါမကျန်းကောင်းစားပြစ်လိုက်ပါတယ်။ကဲနင်ပါလိုချင်တာလဲ။ငါ့ကိုလာဖားနေမှာတော့တခုခုလိုချင်လို့ပဲဖြစ်ရမယ်။ဘယ်သူ့ကိုငါ့ပညာနဲ့ဒုက္ခပေးရမလဲ။တရွာလုံးကိုပါဖွားတယ်။ဗာကျမပြောချင်တာဖွားတင်လို့ပညာတက်ချင်တာပါ။တပည့်ဖြစ်နေပြရစီရှင်။ပုတင်ကကျမ်းမြင်မှာဒူးထောက်ပြီးတော့ခြေစလုံးဘက်ကတောင်းဆိုနေပါတယ်။ဖွားတ တဲ့မှာလည်းမျက်မှောင်ကြီးကုတ်နေရတာကနေကြောက်မက်ဖွယ်အပြုံပြုံးလိုက်ပါတယ်။နင်ဒီလာကိုကြားလို့ရှိရင်ငါစီလာခဲ့။ငါပညာတွေအကုန်လုံးပေးမယ်။ဒါပေမဲ့နင်ဂရိတီမှာရမယ်နော်။ကျွန်မဂရိတီပါမယ်ရှင်။ကျွန်မဘာလုပ်ပေးရမလဲ။အန်နေကြမှာညီကိုပြောပြမယ်ကွယ်။ဟုတ်ကဲ့ရှင်။ဝမ်းသာလိုက်တာရှင်။ကျေးဇူးပါဆရာမကြီးရဲ့။ ခုတည်းကတက်ကြွတဲ့ခြေလမ်းနေနဲ့ပဲအိမ်ကိုပြန်ခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ပစ္စည်းတွေပြိုလဲနေကယောက်ျားဖြစ်သူဝုန်းနှိုင်းကျဲထားပုံရပါတယ်။အိမ်မှာတော့ရှိမနေတော့ပါဘူး။အရက်ဆိုင်ကိုပြန်ထွက်သွားပုံမှာပြန်လာရင်ရိုက်ခိုင်ရမှာတွေးပြီးတော့ကြောက်နေမိပါတယ်။ယောက်ျားပြန်လာပြီလား။ခုနတော့ကမိမယောက်ျားစားဖို့အတွက်အသားဟင်းသွားရှာတာပါ။မိမကမရိုက်ပါနဲ့နော်။ရိုက်เสียလားမိမရဲ့ငါအရက်တောက်ဖို့အတွက်အရက်ဆိုင်ကိုသွားတာ။အရက်ဆိုင်ရောက်တော့မတောက်ချင်တော့တာနဲ့ပဲပြန်လာခဲ့တာ။ငါမင်းကိုလည်းတရိရလာလို့လေ။ထမင်းတူစားရအောင်နော်။အော်ဟုတ်ကဲ့။ထမင်းခူးလိုက်မယ်လေနော်။နေနေပါယောက်ျားခူးပေးပါမယ်။ထမင်းခူးထွက်သွားတဲ့ယောက်ျားနောက်ကျတော့ကြည့်ပြီးတော့မပ ပုတင်ကျင်းတ်နေမိပါတယ်။ဘာကြောင့်ပြောင်းလဲသွားတာပါလဲ။စိတ်ချမ်းသာလိုက်တာနော်။လာခွေညာတကောင်ရဲ့အချိန်မှာတော့မောင်မဲနေတဲ့ရွာလမ်းမှာခက်တုတ်တုတ်လျှောက်လာတဲ့မိမတရားပင်ကိုရိုင်းဆိုင်တဲ့စိတ်ကိုအခြေခံပြီးတော့လမ်းမကိုရဲဝွန့်နေတဲ့ခြေလမ်းနေနဲ့လျှောက်လာတဲ့မပုတင်သာဖြစ်ပါတယ်။အနမ်းအသက်မကောင်းလာတဲ့ဖွားတင်ရဲ့အိမ်လေးတွေကိုသဘောကျစွာပဲမပုတင်ကဝင်လာခဲ့ပါတယ်။အဲ့ရပေါ်မှာတော့ညဉ့်ညူတန်းနေမျိုးစုံထွက်နေပြီးတော့မကောင်းဆိုးဝါးတကောင်လိုမျိုးအနမ်းအသက်တွေမျိုးစုံထွက်နေတဲ့ဖွားတင်ကလဲနေပါတယ်။ညီရောက်ပြီလားကွယ်။မကြခင်မှာငါဒီခန္ဓာကိုယ်ကနေထွက်ရတော့မယ်။ ညီတို့လို့ဆိုသေတာပေါ့ကွယ်ငါအတွက်ကတော့လူဘဝနဲ့ပရဘဝကိုပြောင်းသွားရုံအခုညီတို့ငါပညာမွေတွေပေးမယ်ငါ့ကိုဂရီတော့ပေးဟုတ်ဟုတ်ကဲ့ပါရှင်ကျမဘာလို့ပေးရမလဲပရဘဝအစားအသောက်ရှားတယ်ငါ့ကိုတားစိမ့်ညတိုင်းကျွေးရမယ်များလေကောင်းလေပဲအေးဂရီမတီနိုင်လို့ရှိရင်တော့ညီနှလုံးကိုဖောက်စားမှာနော်ကျမကျွေးနိုင်ပါတယ်ရှင်ပညာရည်သာပေးပါနော် ဟိုမှာတွေ့လာကွန်းရဲ့အဲ့ဒီတည်းကငါရထားတာတွေယူခဲ့စမ်းအဲ့ဒီတည်းမှာငါအစီရင်နေလှုပ်ထားတယ်ကွယ်မပုတင်ကွန်းရများကိုပေးလိုက်တဲ့အခါမှာတော့ပကံတစ်ချက်တောင်းတာကြောင့်ပေးလိုက်ရပါသေးတယ်ကွန်းလေးရကိုတခါတည်းပဇောင်ထဲမှာထည့်သွင်းပြီးတော့ဝါနေပါတယ်ငုတ်တုတ်ထားတိုင်းကဝါနေတာကြောင့်မတိခင်ကပုတ်နေတဲ့ခန္ဓာကိုယ်နဲ့အတူဖွားတင်ကတကယ်ကိုတရေမာကြီးနဲ့တူနေပါတယ်မပုတင်ကလောဘစောကြောင့်မကြောက်မရွံ့ရှာပဲမဲ့လဲတခြားသူတူတာဖွားတင်ပုံစံကိုမြင်တော့ရွံ့ရှာကြောက်လန့်မိပြီးတော့မေ့လဲနိုင်ပါတယ်ငါ့ကိုပကံပေးစမ်းကွယ် အဲ့ဒါနဲ့ပဲဖွားတင်ကိုပကံလမ်းပြီးတော့ပေးလိုက်တဲ့အခါမှာတော့ဝါထားတဲ့ကုန်းနေတဲ့ဇရွေးတွေကိုအဲ့ဒီပကံများတဲ့ကိုထွေးချလိုက်ပါတယ်။ညီတစက်မကြံဒီပကံနေရဟာတွေကိုစားပစ်စံကွယ်။ရှင် ကျွန်မဒီကုန်းဘက်တွေနဲ့အရေးတွေကိုစားရမယ်ဟုတ်လား။အော်ဟုတ်ဟုတ်ကဲ့ပါဖွားတင်စားစားပါမယ်ရှင်။မပုတင်ကလည်းအန်ဂျင်စိတ်ကိုထိမ့်ပြီးတော့နှာခေါင်းကိုပိတ်ကပကံနေရဖွားတင်ထွေးပစ်တဲ့မြတစက်မကြံစားပစ်လိုက်ပါတယ်။ပထမကပြန်လဲပြုတ်တက်လာပြီးတော့နောက်ပိုင်းကျတော့အရသာတွေ့လာကလေချောင်းတစ်ချောင်းပူဆင်းသွားခဲ့ပါတယ်။ ညီတော်တယ်လာဒီနာကိုလာခဲ့ငါသွားရတော့မယ်ကွယ်ညီဂရစ်တီပါစေနော်မပုတင်လက်ကိုတင်းတင်းဆုပ်ကင်လိုက်ပြီးတော့ဖွားတင်ကိုတွေကနေအမဲငွင်းငွေများဟာမပုတင်ရဲ့ကိုတွေကိုဝင်ရောက်သွားခဲ့ပါတယ်တိတ်မကြတဲ့အချိန်မှာပဲဖွားတင်တေဆုံးသွားပါတော့တယ်ငကူကရုံမှာကောက်ကျစ်တဲ့စိတ်ရှိသူမလို့ယခုလိုမျိုးမကောင်းတဲ့အတက်တွေကျွမ်းကျင်သွားတဲ့အခါမှာတော့မပုတင်ကထန်းတော်ရွာအတွက်နောက်ထပ်ဂျိုးစိုးတကောင်လိုပါပဲတကြည်ဒါလောက်နန်းစော်နေတာကြီးကိုကျုပ်တို့မမကျင်ဘူးဗျာဟုတ်တယ်ဗျာလောက်တွေကလည်းတဖွားဝါနဲ့မသေးခင်ကပုတ်နေတဲ့ဖွားတင်ကတေသွားတဲ့အခါမှာတော့အကုသို့အကျိုးပေးကြောင်းလို့ထင်ပါတယ်လောက်တွေ တောင်မှချက်ချင်းကိုတက်သွားခဲ့ပါတယ်အလောင်းကိုလည်းမမဲ့သူကတယောက်မှရှိမနေပါဘူးကဲကဲဒါဆိုရင်လည်းသူ့အိမ်နဲ့တခါတည်းမီးရှို့ပေးလိုက်ကြွယ်မီးရုပ်တွေပြင်ကွယ်အိမ်ခေါင်မိုးပေါ်ပစ်ချလိုက်ကြအိမ်နဲ့အတူပဲအလောင်းကြီးကပြာကျသွားခဲ့ပါတယ်မဘူးတင်ရောက်လာတဲ့ခါမှာတော့မီးလောင်မြင်တဲ့ဒကြီးနဲ့ရွာသား၅ယောက်ကိုသာတွေ့ရပါတယ်အလာကောင်းမင်မဲ့အခါနောင်းသွားတာကြောင့်မလတ်တင်ကဒကြီးတို့အဖွဲ့ကိုစူးရှားတဲ့အကြည့်တွေနဲ့မကြင်မနက်ကြည့်လိုက်ပါတယ်ဒကြီးဟိုမိမကဘာဖြစ်လို့မကြင်မနက်နဲ့ကြည့်နေရလဲဗျလာလာဟိအောင်နေအဲ့ဒီရွာတွေကရိုင်းဆိုင်မောက်ဂယူးဆိုင်မနေကြနဲ့ပြန်ကြမလားမဘူးတင်ကအန်ဂျိတ်တောက်ခေါက်ကမီးလောင် ောင်မြင်ကိုကြည့်ပြီးတော့သူမရဲ့ဆရာမကြီးဖွားတင်ကိုတောင်းပန်နေပါတယ်အဲဒီလိုနောက်ကျရခြင်းကလည်းသူ့ရဲ့ယောက်ျားကြောင့်ပါသူ့ရဲ့ယောက်ျားဟိုဘက်ရွာပတ်စံရှိတဲ့လဲပိုင်းရှင်သမီးနဲ့ဖောက်ပြန်နေတာကိုအတီးပြုတ်ဖို့အတွက်သွားစုံစမ်းနေစဉ်တကြီးတို့ဟာအလောင်းကိုမြေမြုပ်မပေးဘဲနဲ့အိမ်နဲ့တခါတည်းမီးရှို့ပစ်လိုက်ပုံမှာဆရာမကြီးပေါ်မှာဗာပြန်လုပေးရမလဲရှင်နေအခုမီးရှို့ခဲ့တဲ့သူတွေအလုံးကိုတတ်ပလိုက်ရှင်ဆရာမကြီးတမ်းပါလား ်စိတ်ချပါကျမသူတို့ထပ်တူခန်းစားရပြီးတော့တေဆုံးစေရပါမယ်အဲဒီချိန်မှာပဲလေတွေတိုက်သွားပြီးတော့မတ်ပူတင်နာကနေတယောက်ယောက်ကထပြီးတော့ထွက်သွားတယ်လို့မျိုးခန်းစားလေရပါတယ်စိတ်ထဲမှာလည်းအညိုကြီးစွာနဲ့ကျိန်းဝနေပါတယ်တကြီးနဲ့ရွာသား၅ယောက်ပါဝင်သူ့အပေါ်မှာနောင်မရရှိတာကြောင့်ကျင်နာတယ်လို့ဟန်ဆောင်နေတဲ့ခင်မုန်းနဲ့လင်ခိုးမကိုပါတေမင်းစီကိုပို့ဆောင်ပေးရပါမယ်ညာ၁၂နာရီထိုးတဲ့ချိန်မှာတော့တကြီးဥတာလာတယောက်ကခနာကိုကပူလာပြီးတော့မီးဟက်တယ်လို့မျိုးခန်းစားနေရပါတယ်အဲဒီချိန်မှာပဲအိယာကလန်နိုးလာခဲ့ပါတယ်ပူလာတဲ့အချိန်ကြောင့်ဇနီးတွေကိုလုံနိုးပေမဲ့လည်းလုံးဝနိုးမရကြောက်လန့်တကြအ အော်ဟစ်နေတဲ့သူ့အတန်ကိုလည်းဘသူကမှမကြားကြပါဘူး။အော်ဟစ်ညီးတွိုင်းနဲ့ပဲဥတလာဟာအသက်ဝိညာဉ်မရှိတော့ကမီးလောင်တယ်လို့မျိုးအသားတွေကျွမ်းသွားကညှော်နှက်နေပဲနန်ထောင်းနေခဲ့ပါတယ်။ဘေးနားမှာအိပ်ပျော်နေတဲ့ဇနီးတဲ့ဒေါ်မြကြီးကလည်းထိုအခါကြမှာပဲလန်နိုးလာပြီးတော့ဒီကုလုံးမဲကျွမ်းနေကအကောင်းတိုင်းကြံခဲ့တဲ့မျက်လုံးကလည်းအစွမ်းကုန်ပြူးနေတာကြောင့်မမီးစပွဲမရှိတဲ့ခင်မွန်းတဲ့ရဲ့ကြောက်မက်ဖွယ်ပုံစံကြီးကိုမြင်လိုက်တဲ့အခါမှာတော့ငဲတန်ပေါင်းအော်ဟစ်ပြီးတော့သတိလစ်သွားခဲ့ပါတော့တယ်။ထန်တော့ရွာလေးမှာကံကြမ္မာစိုးဝင်ခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့တကြီးပါဝင်ဖွားတင်းရဲ့အိမ်နဲ့အလောင်းကိုမီးရှို့ကဖျက်ဆီးခဲ့တဲ့တကြီး ြီးနဲ့ရွာသား9ယောက်ဟာအိမ်ပေါ်မှာမီးလောင်ပြီးတော့တေဆုံးနေတာကြောင့်ဖြစ်ပါတယ်။ဆုံးမကြီးကတေဆုံးသွားပေမဲ့လည်းတရေဘွားနဲ့လာပြီးတော့မီးရှို့သွားတယ်လို့သတ်မှတ်နေကြပါတယ်။အကုန်လုံးကလည်းထိုင်းလန်ကြောက်ရွံ့ခြောက်ခြားကုန်ကြပါတယ်။ငါးဆီယာမာကြီးကိုမတီမဲ့မြင်လုပ်တဲ့9ယောက်အခုရောပါတတ်နိုင်သေးလဲ။ဟိုကောင်မနဲ့ဟိုကောင်လည်းတေဖို့သာပြင်ထားပြီးတော့ငါတပည့်ပိဒသာပဲ။ဆီယာမာကြီးရောက်လာပြီလားရှင်။သူတို့တွေကိုနင့်ပညာနဲ့တတ်လိုက်ရတာကျင်တ်ရလား။ငါကတော့နင့်လုပ်ရက်ကိုကျင်တ်တယ်။ကျင်တ်တာပေါ့။ဒီကောက်ရိုးအုပ်လေးကိုမီးနဲ့ကစားနေတော့သူတို့အော်ဟစ်နာကျင်နေတဲ့နေကြတော့စိတ်ထဲအယံ ဲဝမ်းသာပီတိဖြစ်မိတာပဲခိုးနှစ်ကောင်ကိုလည်းနာနာကျင်ကျင်နဲ့တက်ပြရမယ်လွယ်လွယ်လေးပါငါဟို6ကောင်ကိုတက်ခိုင်းလိုက်မယ်အခု သူတို့တွေကငါလက်အောင်ပါလေကဲငါ့အတွက်အမဲသားပဲမှာလဲမိန်ရှက်စွာနဲ့စားတော့မှာဆရာမကြီးသူ ਈ တဆူဆူနဲ့အမဲသားတွေကိုမိန်ရှက်စွာမကောင်းဆိုးဝါးဖွားတင်ဟာအငမ်းမဲရစားတော့နေပါတယ်အိမ်ပြင်ဘက်မှာတော့ပရလောကဘဝကိုရောက်သွားတဲ့တကြီးတို့အုပ်စုကလည်းစားကျင်နေတာကြောင့်အမဲသားတွေကိုမျောနေကြပါတယ်ကိုကြီးဒီညအိမ်မပြောင်းနဲ့တော့နော်အာချစ်လေးရလဲစနစ်တောင်ထိုးတော့မယ်မပြောင်းရင်တော့လို့ချစ်လေးဘေးမှာအိတ်နေတာပေါ့ကိုကြီးကိုတရားဝင်ပိုင်ဆိုင်ခြင်းနေပြီဟ ဟိုအမကြီးကိုမြင်မြန်ကြွာရှင်းလိုက်ပါတော့နော်တိတ်မကြတော့ပါဘူးချစ်လေးရယ်ကိုပြစ်မဖြစ်အောင်ကြွာမလို့အချိန်ဆွဲနေရပါအဲ့ဒါကြောင့်ကိုကြီးကိုအရန်ချစ်တယ်သိလားအာဘွားနဲ့မရဘူးလေဒီလိုလားဟာကိုကြီးကလည်းတနာမောင်ဖုံးနေတဲ့လူနှစ်ယောက်ကလေးနာကိုမကောင်းဆိုးပါ၆កောင်ကအငွေ့ပုံစံနဲ့ပဲလှဲ့ပတ်နေပါတယ်အသားညွန်နဲ့နေရလဲအခန်းထဲမှာမှုန်ထွန်သွားပြီးတော့အပုတ်နဲ့နေရလဲနန်စော်လာခဲ့ပါတယ်အာနန်စော်နေရပဲကိုကြီးရယ်ဖေဖေစမ်းမအောင်အန်ဂျင်လာလို့ဟမ်ဘာဘာကြီးတွေလဲအာအဲ့ဒါကိုကြီးတို့ရွာမီးလောင်တယ်လို့တည်ဆုံးခဲ့တဲ့တကြီးတို့ထင်တယ်ရွရွအဝတ်စားရမြမြဝတ်အရှက်တဲ့အသက်ကပိုကြီး ြီးတယ်လာလာမြင်မြင်ပြေးကြရအောင်လာလာအဲ့ဒီချိန်မှာပဲအတန်နဲ့ကြီးတွေနဲ့ဖောက်ပြန်သူ၂ယောက်လုံးအော်ဟစ်လိုက်ကြပါတယ်မကောင်းဆိုးဝါး၆កောင်ကလည်း၃ယောက်စီခွဲပြီးတော့၂ယောက်လုံးကိုရဲရဲဆက်ဆက်နှလုံးတွေကိုဖောက်ကဆားတောက်ပြလိုက်ကြပါတယ်စုံမကနေပရာလောကပြောင်းသွားတော့ဖွားတင်ကစိတ်ရိုင်းတွင်းထားလို့တကြီးနဲ့ရွာသား၅ယောက်ဟာစိတ်ရိုင်းဝင်နေကြရာကန်ဆိုးသူနှုတ်ဦးကသူတို့လက်ထံမှာတိတ်ဆုံးခဲ့ရပါပြီမနက်မိုးလေးတဲ့အခါမှာတော့ဟိုဘက်ရွာတဲ့ရင်ထန်းတော့ရတရွာလုံးပုံမထိတ်လန့်တုံလုံးနေကြပါတယ်မပုတင်ခင်မွန်းနဲ့လဲပိုင်ရှင်တမီးကဂရင်အောင်မှာအဝတ်စားမပါဘဲနဲ့အရှက်မဲ့စွာနဲ့မျိုးလုံးကြီးပြူးပြီးတော့တိတ်ဆုံးနေတာကြောင့်ပါပို့ပြီးတော့ ထူးခြားနေတာကတော့တေဆုံသူတွေရဲ့ရင်ဘတ်မှာလက်ငါးချောင်းရာကြီးများညုံမဲကမြင်နေရပါတယ်။တွေယိုတာယိုတေဆုံတာမဟုတ်မှန်လူကြီးတွေကလည်းခံမှန်းမိတာကြောင့်မြေမမြုပ်ခိုင်းမဲ့နဲ့ချက်ချင်းဆုတလို့ပဲမိသက်ကြိုခိုင်းလိုက်ပါတယ်။မကောင်းဆိုးဝါးတွေပျော်မြူးနေတယ်ဆိုပြီးတော့ရွာသူရွာသားတွေကဖះတရားကိုပူအားမထုတ်ကြပဲနဲ့အဆောင်လက်ဖွဲ့တွေကိုသာလယ်ဘေးမှာဆွဲထားကြပါတယ်။ဟဲ့ခင်မွန်းတယောက်လုံးဆုံးတာတော့မှမျက်ရည်မကြအောင်နော်။အသေးမှကျေးအဲ့ဒီကောင်မတော့တို့ပြောစမ်းပါရဲ့ညီရလေရိုင်းမန်းတည့်ရက်နဲ့ရန်သွားစမနေနဲ့။ကောင်မတချို့အတင်းပြောနေတာကိုမပုတင်ကြားပဲမဲ့လဲမကြားတယ်လို့နေလိုက်ပါတယ်။နာကြီးလို့သာမိမိရဲ့ခင်မွန်းကိုတတ် ို fighting စီကအကူအညီယူခဲ့ရတယ်ဆိုပေမဲ့လည်းနှလုံးကွဲမတက်ခံစားနေရပါတယ်။တခြားမိန်းမနဲ့ဖောက်ပြန်နေပေမဲ့လည်းအနှိမ့်ဆက်ခံအရိုက်ခံပြီးတော့ချစ်ခဲ့ရတဲ့ယောက်ျားပါ။အခုချိန်မှာမျက်ရည်မကျပေမဲ့လည်းရင်ထဲမှာတော့အရန်ခံစားနေရပါတယ်။ညီကျွေးတဲ့မဲသားလည်းအေးနင်းတာပုံစံကဘာဖြစ်နေရလဲ။ဘာမှမဖြစ်ပါဘူးကျမဝမ်းနေနေလို့ပါ။ညီလုံးနေတာအာကုသူကြီးနော်။အဲ့လောက်ထိစိတ်ပျော့လို့ဘယ်ဖြစ်မလဲ။ဟိုအငတ်တရားတစ်မျိုးယော့မျိုးကြဆို့ကြ။ fighting ပြစ်ကျွေးလိုက်တဲ့အမဲသားစားတွေကိုတကြီးတို့အုပ်စုကမြေပြင်ပေါ်မှာကြလာတဲ့များလူစားနေကြပါတယ်။မကြခင်မှာပဲ fighting တို့အုပ်စုပြန်သွားတဲ့အခါမှာတော့မပုတ္တရာ ာလည်းမိခွက်ကိုညှိလိုက်ပြီးတော့အိတ်ဆက်ပါတယ်အမောင်တို့ကလာမညမလို့မောင်မဲနေပါတယ်အဲဒီချိန်မှာပဲမိုးတွေကလည်းတဲထန်စွာရွာသွန်းလာခဲ့ပါတယ်ထဏောရွာတရွာလုံးကတော့မိုးကြီးနဲ့ပဲစောင်းကြုံထဲမှာအိမ်မော့ကြနေကြပါတယ်မပုတင်ကတော့အိမ်မပြောင်းနိုင်ဖြစ်ကမိုးရွာထဲမှာပဲအိမ်မက်ရောင်တို့တူလို့တင်းချိုင်းစီကိုရှောက်လာခဲ့ပါတယ်နင်တို့ရွာတွေကကြက်တွေတွားဖက်မလို့မလားငါ့ဖို့သုံးကောင်ဆက်တာရမယ်နော်သိပါတယ်ကျွန်တော်တို့ကဆရာမကြီးစားပြီးမှစားမှာပါဒီလိုမှပေါ့ဟေးရက်လိုက်စမ်းဟမ်ခွေးနဲ့ကြီးပါလားဟမ်ငါ့ကိုချီနေပြီအစမတန်ခွန်အားပလကြီးမှလာတဲ့ခွေးနဲ့ကြီးဟာဖွားတင်ရဲ့ခါးလေပိုင်းကိုကြိုက်ချီကအမောင်ထဲမှာပြောက က်ွယ်သွားခဲ့ပါတယ်ဝေယုံမေဝစ်စင်နာတဲ့လူကောင်ထရထကြမ်းကြိုက်နဲ့6ယောက်ဟာလည်းတကြီးနဲ့ရွာသား9ဦးကိုလက်ဆွဲကတင့်တော်ရပုံဘွားကိုပို့ဆောင်ပေးလိုက်ပါတယ်မိုးမြလည်းတိတ်သွားကကောင်းကင်ထက်မှာတော့လျှက်စီးများတဝင်းဝင်းနဲ့အသေးငယ်သူဖို့တော့ကြောက်ဖို့ကောင်းလာပါတယ်ယောက်ျားရဲ့ငါနှင့်ဖို့အရင်ချစ်ပါတယ်ငါ့ကိုခွင့်လွှတ်ပါနော်ဟမ်ငါစိတ်တွေဘလို့ဖြစ်လာလဲကြောက်တယ်လို့လို့ကြီးဖြစ်နေရိုးရိုးမိုးချိန်တာမဟုတ်တက်တန်းရစ်တပင်ကြီးကိုမိုးချုပ်ပြစ်လိုက်ခြင်းမှာအဲ့ဒီမိုးချုပ်ပြစ်တဲ့အတန်ကြောင့်ပဲရွာရဲကလေးတချို့ကအော်ဟစ်ပြီးတော့ငိုယူနေကြပါတယ်ကန်ဆိုးသူကတော့အာကနဲဆိုတဲ့အော်တန်နဲ့အတူမိုးချုပ်ပြစ်ချလိုက်တဲ့တပင်ကြီးအောင်မှ ာဆက်ကွင်းမိပြီးတော့တစ်ပင်ပီကအသက်ပြောက်သွားတဲ့မတ်ပူတင်ဖြစ်ပါတယ်။တနေ့ခန့်ကြာတဲ့ခါမှာတော့မနေ့ပြနေတို့ရင်ဝါဆိုသင်္ကန်းကတ်မှာဆိုဟုတ်တယ်လာကူကြအောင်နော်စိတ်ချပါကုသိုလ်ရေလက်မနေပါဘူး။ထန်တော်ရွာလေးမှာတော့ယရနာ၃မကိုတရွာလုံး၉ဝယ်စီးကတ်ကြကရခင်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်သူတွေပုံမှန်များပြလာခဲ့ပါတယ်။မကောင်းတဲ့အတတ်ပညာတွေကိုလည်းမတ်ပူတင်မူကျပြစ်ခံရတဲ့နေကလေးကထန်တော်ရွာလေးမှာပျောက်ွယ်သွားခဲ့ပါတယ်။အခုဆိုရင်တတရရနဲ့တရွာလုံးဟာခြောက်ခြားစိတ်ကင်းစင်ပြီးတော့အေဂျင့်ပျော်ရွှင်နေကြပါတော့တယ်။ငရဲရောက်သွားတဲ့ဆရာတပည့်နှစ်ယောက်ကတော့ဘယ်ချိန်ထိမှပေးဆက်နေရမလဲဆိုတာမှန်းဆဖို့ ဖို့မလွယ်ကူလာပါဘူးဇလန်းလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစွန့်နေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ငွေရေးရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်